မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဇန်နေ့မြန်မာပြည်ပါဒီနေ့7ရက်3လ2025ကြာသာပတိနေ့ဖြစ်ပါလေဗျာတကြောင်းလာပြီနေ့လည်းဖြစ်ပါတယ်ဒါကြောင့်7ရက်3လ2025ကြာသာပတိနေ့တပေါင်းလာပြီနေ့ရဲ့ဟာလာရှင်ညာမီမိသားစုရဲ့ကံမြင့်တနေ့တာရေရာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာ တပေါင်းလာမီနေအထူးရည်ရာများလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီချိန်လောက်ကန်နေပတ်သက်တဲ့ကိစ္စတော့ဝါတာရပဲပြုလောက်ကန်ချင်းမြေလာဆိုပြီးတဲ့ငွေကြီးနေပတ်သက်တဲ့ကိစ္စထင်းတော်လွဲချော်နေလို့လောက်ကန်နေပတ်သက်တဲ့ကိစ္စမှာစိတ်တည်းမကြတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လောက်ကန်နေပတ်သက်တဲ့အစီအမေးကြတဲ့လူများပြဿနာမရှိမင်းနဲ့လောက်ကန်နေပတ်သက်တဲ့အစီအမေးပြရတဲ့ပုံကူအလုံးတို့ဒီဟလာအော်ယာဥတောင်းအနောက်မြောက်တောင်းကိုလှည့်လှည့်ပြီးတော့ခမရအဲ့တမာပြန်တမာခိုင်းလေးကိုင်းပြီးတော့ဆူတောင်းမှာအတင်းတမာခိုင်းလေးရေအာကျွန်တော်လေးလောက်ကန်နေပတ်သက်တာမကောင်းဘူးအဲ့ဒါကောင်းမြင်နေဗျာ အလားအကြောင်းအတင်းတမကိန်းလေးရအလုတ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအမံကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းနော်အလားစူတောင်းလို့ရှိရင်တော့အဆင်ပြေတယ်ဒါမှမဟုတ်တမကိန်းမရှိတဲ့အရက်ဒေတာတွေမှာတမပင်မရှိတဲ့အရက်ဒေတာမှာဓာန်အိုးအိမ်မှာထမင်းချက်တဲ့ဓာန်အိုးဒေနီပေါ့ဗျာဒေအိုးဓာန်အိုးအဲ့ထမင်းချက်တဲ့အိုးမှန်တယ်မြတ်အဲ့အိုးလေးတွေကိုကိုင်းပြီးမှစူတောင်းနော်အပေါင်းလေးလေးရတယ်ပေါင်းလေးထမင်းချက်တဲ့အိုးလေးကိုကိုင်းဟင်းအိုးကိုကိုင်းလို့မရပါဘူးပေါင်းအိုးကိုကိုင်းရမှာပါ ပေါင်းလေးကင်မြေအသင်းပေါင်းလေးရဲ့အသင်းတင်းဓမြင့်ချက်တဲ့ဓာန်ဦးလေးရဲ့အသင်းဒဲဦးလေးရဲ့အာကျွန်တော်လေးလောက်ကင်မကောင်းဘူးလောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စလေးစီဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အလောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စအချင်းပြောင်းအသင်းဒဲဦးလေးရအသင်းပေါင်းလေးရအသင်းဓာန်ဦးလေးရကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတော့အနောက်မြောက်တော့လှည့်ပြီးမှဓာန်ဦးဒဲဦးပေါင်းဦးဟလာတမခိုင်းတခုခုကိုကိုင်းပြီးစူတောင်းခြင်းအပြင်သင်တို့မှာပိတ်ဆို့နေတဲ့ခွန်နေသားသမီးအားလုံးတို့သည်အမျိုးဘာသာတာဆန္ဒနဲ့မဆိုင်ဘူးဒဲဦးဓာန်ဦးပေါင်းဦး တမာခိုင်းလေးကိုရာဦးတောင်းအောင်နောက်မြောက်တောင်းလေးကိုင်ချင်းပြင်းတင်းတို့မှာပိတ်ဆို့နေတဲ့လောက်ကင်များအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းเนาะအဲ့ဒါသူတောင်းပေးလိုက်ပါလေဗျာဒီရေတရားလေးပြုလို့ချင်းပြေအိုးရေလောက်ကင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာယာယီထွန်းကိုလွှဲချုံနေတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့အစမပြေကြတဲ့ပုံကူအားလုံးတို့ဒီတင်းနေလာအရှိရကိုလှည့်ပြီးမျက်နှာလေးတက် အသိမျက်နှာတည်လိုက်မျက်နှာတည်လိုက်ရေကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တာဆင်မပြေဘူးကျွန်တော်လူကျင်နာဘလောက်ကျွန်တော်ရကျင်နာဘလောက်ကျွန်တော်လူကျင်နာဘလောက်အဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအများဆုံးဆင်ပြေအောင်ကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းနှင်းလာအရှိရကူလက်ပြီးမျက်နှာတည်မျက်နှာလေးတည်မှတ်တာဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးများမလက်ကြီးမျက်နှာတည်ရင်တော့ နေခင်း၂နှစ်လောက်မှငွေကြေးနဲ့ပတ်သက်တာမှာအဆင်ပြေတတ်ပြီးတော့နေခင်း၁၂နှစ်ကျော်မှမျက်နှာသိမ့်မယ်ဆိုရင်တော့နောက်တစ်နှစ်မနက်၉နှစ်လောက်မှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအမျိုးဘာသာသာသနာနဲ့မဆိုင်တဲ့ခွနဲ့သားသမီးအားလုံးတို့ဒီငွေကြေးနဲ့ပတ်သက်ပြီးယနေ့မှာကြက်ခဲဖြစ်ပါကြလားတင်းတင်းလားအရှိအယကိုလှည့်ပြီးမျက်နှာလေးသိပ်ပြီးတော့ထူထောင်ခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြေးများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်တက်တီကြနေတယ်စိတ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူးစိတ်ဆင်းရဲတတ်တယ် ်အတိတ်ထဲမှာတခုခုလိုမဖြစ်ဘူးဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေကြတဲ့ပုံကအားလုံးတို့ဒီတပြေညွန့်တပြေညွန့်တပြေညွန့်လေးတွေနော်ဒါမှမဟုတ်တမောသီးလေးတမောသီးလေးတမောသီးလေးတွေကိုတမောသီးစိတ်ကလေးတွေစားမယ်တမောသီးလေးကိုကိုင်မယ်တမောရွက်ကလေးကိုကိုင်မယ်နော်အဲ့ဒါနော်တပြေညွန့်လေးကိုကိုင်မယ်တောက်ကြမြောက်ရက်ကိုလှည့်ပြီးမှအရာလေးတွေတပြေညွန့်လေးတွေတမောတမောသီးလေးတွေစားမယ်တမောညွန့်လေးတွေကိုင်းမယ်ခုပြီးမှကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်တို့တဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရမှာဖြစ်ပါတယ် စိတ်ထဲမှာဘာတွေလုံကြမလို့အာမြေရောင်းဝယ်နေစင်မီပြီလားမင်းနဲ့ပတ်သက်လို့မြေဦးလားစာမွေးနဲ့ပတ်သက်လို့မြေဦးလားရောင်းဝယ်မကောင်းဘူးလားမကောင်းတဲ့ကိစ္စများဘူးအဲ့တင် သမောရွက်ကလေးရတယ်အာအတင်တပင်ညွန်လေးရအကူညီစောင့်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှည့်ပြီးဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကိုနေနီးနေဆက်သက်တဲ့တလူယောက်ျားတော်ဆူတောင်းတောင်းဆူမြောက်အရှိဆိုနောက်ကိုလုံငန်းကိုရင်ကိုမိသားစုမှမတွင်အပြင်မှာရောင်းတောင်းတောင်းဖြစ်နေလို့ ပြဿနာဖြစ်ပေါ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်တစုံတောက်တောသူကိုတောက်ရီလေးကိုခတ်ပြီးမှတစုံတယောက်တောသူကိုတိုက်ဒါမှမဟုတ်ဖျားကိုလှူဒါမှမဟုတ်တယောက်ကိုကုသပြုလိုက်စမှာဗျာရေတံမှုလေးကိုလမ်းတွေ့တဲ့လူကုသပြုလိုက်စမှာရေခဲကြီးကောင်းကောင်းလေးပြောပြီးမှကောင်းကောင်းလေးလှုပ်ပြီးစိမ့်ပြီးမှကုသပြုလိုက်စမှာ ရေတန့်ကိုကူးတန်းတော့ရေတန်တော့ရန်သေးတယ်အဲရန်နေသေးအောင်လို့ရေတန်ပူလေးတွေကုသိုလ်ပြုလုပ်ခြင်းဖြင့်ယနေ့မှာအဆင်ပြေမည်ဖြစ်ပါကြောင်းလူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေမှာဖြစ်ပါတယ်ဗျာကိုနေနီးနဲ့သက်သက်တဲ့မင်းမိယာနဲ့ပတ်သက်တဲ့အပြောင်းရှိစာမွေးနဲ့ပတ်သက်တဲ့ကိစ္စဒီချိန်မှာကြုံတွေ့နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြုံရင်တော့ကြာသာပြေးအနောက်ရကိုလက် အာလူကျော်လေးစားပြီးမှစူတောင်းအတင်းအာလူကျော်လေးရဲ့ကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့ကိစ္စမြေယာနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးယာလူနှုတ်နဲ့ပတ်သက်တဲ့ကိစ္စဆာမွန်းနဲ့ပတ်သက်တဲ့ကိစ္စလေးဒီပြေးခြင်းနဲ့ဗျာပြေးအောင်ကျွန်တော်တို့ကူညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရက်ကိုလှည့်နော်အာလူကျော်လေးအဲစားပြီးမှစူတောင်းခြင်းအဖြစ်တဲ့တော့မှပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခွင့်မရပါဘူးဗျာဒါကြောင့်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ ြောခွင့်ရခြင်းတော့ဗုဒ္ဓတောင်ရက်ကိုလည်းရေးလေးတောက်တောက်ပြီးမှဆူတောင်းသားမှာတင်ပြောနေသောစကားများအောင်မြင်ကြကြမင်းတင်သွားသောခင်းများအနေကြီးပြီးရှင်းပြီးအစဉ်ပြေမီဖြစ်ပါတယ်ဗျာဒီအချိန်မှာကိုနဲ့ပတ်သက်တဲ့နင်းတဲ့နိုင်ငံကြတဲ့အားကောင်းပြီးတော့ကိုနိုင်ငံအားမကောင်းမှုပြည်နယ်တွေအားကောင်းပြီးတော့ပြည်ပတွေအားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်တိုင်းသားတွေအားကောင်းပြီးတော့အပြည်မှမှရှိတဲ့ပုံကူတွေအားမကောင်းတဲ့ကာလမျိုးတွေဖြစ်နေပါတယ်ဗျာရိုးရာတွေပုံမှဒိုးရာကြုံပါမယ် ရိုးရာတွေမပေါ်ညွှဲလူတွေအစုလိုက်ပြုံလိုက်သေးတတ်တဲ့နေစဉ်သေးတတ်တဲ့တည်ခြင်းသိုးနဲ့သေးတတ်တဲ့ကာလမှုတွေဖြစ်တဲ့အတွက်ရိုးရာဖို့မှဒိုးရာကြောမှဖြစ်ပါတယ်ဗျာဒါကြောင့်ကြာတာပရိအနောက်ရာကိုလည်းမျက်နှာလေးတည်တည်ပြီးမှဆူတော့အဲ့မှာပိတ်ဆိုးနေတဲ့ကိစ္စတွေအများဆုံးပွင့်လန်းပြီးတော့အဆင်ပြေမီဖြစ်ပါကြောင်းကျွန်တော်တို့ရှင်ညာမီမိသားစုကနေပြီးတော့လေးလေးစားစားအဲရေရရများတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမီမိသားစုကတော့ဒီနေ့တပေါင်းလာပြီနေဖြစ်ပါတယ်ဒါကြောင့်မနေ့စောစောမှာသမင်းလေးချက်ပြီးရင်သမင်းရဲ့ ပထမဆုံးဥပောင်းလေးကိုခမဇွန်းလေးနဲ့ခဖက်ရွက်ကလေးတည်းရဲ့တည့်ရွက်ကလေးတည်းရဲ့နဲ့ထက်ထက်ပြီးမှအသက်ကိုဖက်နဲ့ထုတ်တာတဲ့မိမိရဲ့စီဝါဥစ္စာယတနာအမိမိတို့ဖြစ်ဖြစ်နေတဲ့ထုတ်ချေစီနဲ့ကိစ္စကိုအဲ့ဒီထုတ်ပြီးမှတည့်ရွက်ကလေးနဲ့ထုတ်ပြီးမှဆူတောင်းသားမှာဗျာသမင်းလေးကိုအဲ့ဒီတည့်ရွက်ကလေးနဲ့ပုံပုံမရအတည့်ရွက်ကလေးနဲ့အဲ့သမင်းလေးကိုထုတ်ထုတ်ပြီးမှအသက်ကိုဟာပါဖက်နဲ့ထုတ်တာတဲ့အဲ့သမင်းဥပောင်းလေးကိုဖက်နဲ့ထုတ်ပြီးမှမိမိတို့မှာ ထုတ်ချင်တဲ့ကိစ္စအသက်လားစီးပွားလားယရနာလားအကြမ်းအီးကိစ္စလားမိမိထုတ်ချင်တဲ့ကိစ္စကိုအဲ့ဒီမှာမျိုးအသိဥပပေါင်းလေးရေဒီမှာလေးလောက်ကံမကောင်းမှုလောက်ကံကောင်းခြင်းနဲ့ ာကျမတို့အိမ်နဲ့ပတ်သက်လို့ပြဿနာဖြစ်နေဖြစ်နေပြဿနာညင်းညမ်းနေအကျွေးတွေတင်းနေအကျွေးတွေကြီးခြင်းနဲ့အာသမီးကဆာမွေးဖြီးတာဆာမွေးအောင်ခြင်းနဲ့နိုင်ငံရသွားမယ်ကလေးတွေကနိုင်ငံရကိစ္စအဆင်မပြေဘူးပြေးခြင်းနဲ့အာဘဒူကတော့ဘာဖြစ်တယ်ဘဒူကလူခြင်းနဲ့ဘဒူကချွေးလေးပေါင်းထားတယ်ဖြစ်စီခြင်းနဲ့ကိစ္စတွေကိုထမင်းဥပေါင်းလေးကိုဖက်ကလေးနဲ့ထုတ်ပြီးမှတခုခုကိုစူတောင်းလိုက်စမ်းပါဗျာစူတောင်းတဲ့အခါမှာဖြစ်နိုင်တော့ကြာသာပရိအနောက်ရကိုလှည့်ပြီးစူတောင်းလိုက်စမ်းပါတင်းတို့မှာပိတ်ဆိုနေရောအဖော်လို့ဒိုးအကျော်ပြီးမှုခင်းပြဿနာများဝေးကွာပြီးတော့ငွေကြီးများသူ့တောင်းများအမြန်ဆုံးအစဉ်ပြေမီဖြစ်ပါကြောင်း လီလီစားစားနဲ့73ရက်3လ2025တပေါင်းလာပြီးနေရဲ့နော်အအထူးကြေရံများကိုတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ချင်းချင်းမိသားစုကတော့ခမနေ့စဉ်အပတ်စဉ်လစဉ်အတနေ့စားတွေကိုဓာတ်ရိုက်ဓာတ်ရိုက်ထုတ်ရုံနေသလိုအရင်တစ်ပတ်ကတည်းကတချို့တဝက်ဒီမှာကျွန်တော်တို့ကျွန်တော်တို့နေရာအခက်အခဲအပြောင်းအရွှေ့တွေကြောင့်အာရာရီရက်တန်ခဲ့ရပါတယ်ဒီချိန်မှာတော့ပုံမကျက်ဆက်လက်ပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါတယ်ဗျာဒီနေ့ရေကန်ကောင်းသေးတဲ့ကဏ္ဍတော့3.6ဒူဖြစ်ပါတယ် ။ကြာချွေညာမိမိသားသူရဲ့အောင်မလီတီကိုအနောက်ရကူလက်ရေးလေးတောက်ပြီးမှအသုံးလို့6တော့ပါတဲ့ကဏ္ဍလေးတွေကန်ဆားမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အထီးကံများအ мян ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။တော့ကြာဒီအချိန်မှာ73ရက်3လ2025ကြာတာပရိနိကြာတာပရိနိအထူးရည်ရာတော့တပေါင်းလာပြီးနေမှာတော့ကုနာထမင်းဥပေါင်းလေးကိုဖက်ကလေးနဲ့ထုတ်ပြီးမှစူတောင်းမလား။ဒါမှမဟုတ်လို့ရှင်တဲ့ကြာတာပရိအနောက်ရကူလက်ပြီးလက်ထက်မှာဘာမှမကင်မင်း မိမိဖြစ်စေခြင်းတဲ့ကိစ္စတွေကိုလေးလေးဆက်ဆက်ဆူတောင်းခြင်းဖြင့်တင်းတို့မှာယနေ့မှာပိတ်ဆို့နေတဲ့ကိစ္စများဆူတောင်းပြီးတဲ့ချင်းရဲ့၄နိုင်ရဲအဖြစ်ပြောလို့ရှိရင်တော့အဲ့ရဲ၄နိုင်လောက်တွင်အစဉ်ပြေပြေ၄စက္ကန့်၄မိနစ်မိနစ်၄၄နိုင်လောက်တွင်မိမိဆူတောင်းများအများဆုံးပြေဝါမီဖြစ်ပါကြောင်းရွှေညာမီမိသားစုကနေပြီးတော့ကံမြင့်ဧရာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ